အလုံးမမင်္ဂလာပါ The Great Concealer Terror မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် Pick up by Reading ကတော့တင့်ဖူးစရှင်ခုပါလုံးနေလဲဆိုတာကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးသုံးပုံလေးကနှစ်သက်ပုံလေးတစ်ပုံရွေးချက်ထားပါ โอเคဒါဆိုရင်ဖြန့်ရွေးလို့ပြီလာပြီထင်ပါတယ်အဲ့တော့ Facebook ကနေ Terror Meme များလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလည်းတကူရှာတိတ်နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာမြင်မြင်လို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုခြင်းလည်းဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ထည့်ပေးထားပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေဖိုင်ဝမ်းလေးတွေရဲ့ဥစားရှင်ကအခုမလုပ်နေတယ်လေ edelweiss. Nine of Swords. Cũng giờ chị nhà Lo sẽ mà nó. Chị nhà đó tìm con. Ok, nào được ạ. Không mà gì. Không phải đó Swords. အစ္စကအဲ့တော့ဖိုင်ဝန်းလေးတွေရဲ့အပူဇာရှင်ကလက်ရှိမှာပေါ့နော် သူ့ရဲ့စီးပွားရေးလမ်းကြောင်းဖြစ်စီဒါပညာသင်နေတဲ့အရွယ်ဆိုလို့ရှိရင်လည်းပညာရေးလမ်းကြောင်းဖြစ်စီပေါ့နော်အခက်ခဲရှိနေတယ်သူဒီအခက်ခဲကြားတဲ့ကိုရောက်နေတယ်ဘယ်လိုအခက်ခဲလဲဆိုတော့ဟိုသူလုံးနေတဲ့ကိစ္စတခုကရိတာပြောချင်တာခက်ခဲတယ်ဆိုတဲ့နေရာမှာအမျိုးမျိုးရှိတယ် တချို့ကကြတော့ကိုသွားနေတဲ့လမ်းကြောင်းတို့က20ရာခိုင်နှုန်း30ရာခိုင်နှုန်းလောက်မှခက်ခဲနေပြီးတော့ရှေ့ဆက်ပြီးတော့ဒီလမ်းကြောင်းမှာပဲဆက်သွားမှာအဲ့လိုခက်ခဲတာတမျိုးပေါ့နော်ဒီမှာကျတော့အဲ့လိုမဟုတ်သူသွားနေတဲ့လမ်းကြောင်းတို့ကလုံးဝခက်ခဲသွားတာလုံးဝပြန်ဆလို့မရတော့တာသိလားပညာရေးလမ်းကြောင်းဖြစ်စေပေါ့နော်သူတို့ခုဥမာ scholarship ရဖို့လို့သူစူးစမ်းတယ်လို့ပါတော့စဖြင့်ဆိုလို့ရှင်လဲသူသွားမဲ့လမ်းကြောင်းကအခုအာဒီတစ်ခါပေါ့နော်စာမွေးဖြည့်ပြီးသွားရင် ခဏလေးနဲ့ပြန်ပြင်လို့မရတော့တဲ့အခက်ခဲမျိုးသိလားပြောမယ်ဆိုလမ်းကြောင်းကနောက်အစ်တစ်ခုထပ်ဖောက်ရတော့မှာအဲ့လိုပုံစံမျိုးမှာ तू ကလက်ရှိမှာရှိနေတယ်အဲ့တော့ तू သွားနေတဲ့လမ်းကြောင်းတစ်ခုသည်အကြောင်းအမျိုးမျိုးကြောင့်သူ့ကိုကံကြမ္မာအတားဆီးဖြစ်သွားတယ်နော်အကုန်လုံးဆုံရှုံသွားတယ်စီးပွားရေးဆိုလို့ရှိရင်လည်းငွေကြေးဆိုရင်လည်း तू အကုန်ကုန်သွားတယ်သူ့လက်ထဲမှာရိတာပြောချင်တာအဲ့လို သူ့လက်ထဲမှာတကြက်နှစ်ကြက်ကစပြန်ပြီးရှိလာဖို့အတွက်သူပြန်ပြီးတော့စူးစမ်းရလိမ့်မယ်တစ်ကစပြီးပြန်စူးစမ်းရလိမ့်မယ်နော်ငွေကြေးဆိုရင်လည်းအဲ့လိုပဲစိတ်ပိုင်းဆိုင်ဆိုလည်းအဲ့လိုပဲအကယ်ပညာသင်နေတဲ့အရွယ်ပညာရေးသမားဆိုလို့ရှိရင်လည်းအဲ့သဘောတရားပဲသူစာမွေးကြည့်ဖြေရတယ်ဒါပေမဲ့သူအစ်မပြေဘူးဖြေလို့မရတော့ဘူးအဲ့ကျမ်းမိုင်ကြောင့်လည်းဒါဖြစ်ရင်ဖြစ်မှာပေါ့နော်သူ့ရဲ့လမ်းကြောင်းဟာလုံးဝကိုသူဆုံးရှုံးသွားတယ်ဆိုတော့ ဒီစားမွေးမျိုးဖြည့်ဖို့အတွက်နောက်တစ်ခါဥမာတချို့ရေဆိုလို့ရှင်ဟုတ်တယ်မလားနော်ဒေါ်လာနဲ့အတွင်းပြီးတော့စားမွေးတွေပါဖြည့်ရတာမရှိတာ ਉ ဆိုရတဲ့အခါကျတော့အဲ့လိုမျိုးနောက်တစ်ချိန်ပတ်စံပြန်စုပြီးတော့ပြန်ပြီးတော့ဒီသင်တန်းပြန်တက်နော်ဒီဒီပလိုမာရဖို့အတွက်ပြန်တက်ပြန်တက်ပြီးတော့မှပြန်ဖြည့်ရမယ်ပုံစံမျိုးအနေထားမျိုးသိလားအဲ့တော့သူသွားနေအလန်းကြောင့်တခုကလုံးဝလုံးဝဘယ်လိုပြောမလဲ close ဖြစ်သွားတာလုံးဝပြီးသွားတာ ။လောကပြီးတော့သူဒီအဲ့ဒီအချိန်လေးကိုလိုချင်နေဆိုရင်နောက်နောက်တစ်ချိန်ပြန်လဲပြီးတော့စူးစမ်းဖို့လိုအပ်တယ်။အရန်ဒုဆနာကဒီမှာဆိုလို့ရှိရင်ခါတိုင်းတခြားသော duct တွေမှာဆိုကြ Firosaurus ကတယောက်ကဘာလဲဆိုတော့ဟိုပေါ့လဲတဲ့ပြကြနေတဲ့ဓာတ်တွေကပြုတ်ကြနေရယ်ဆိုမဲ့လက်ထဲမှာရှိနေတဲ့ဓာတ်ကရှိနေသေးတယ်เนาะ ဒီမှာကြာအဲ့လိုမဟုတ်ဓာရီကအကုန်လုံးပြုတ်ကြတာဒီဓာတ်ရဲ့အတိတ်ပဲအကြာအကုန်လုံးပြုတ်ကြရဆိုတော့ဒီမှာလည်းအဲ့လိုပဲရှေ့မှာလည်းအကြက်တဲတွေနဲ့စိတ်ဝင်ကြမှုတွေနဲ့နော်အဲ့လိုရှိနေတဲ့အပြင်ကိုအကုန်လုံးပြုတ်ကြသွားတယ်ဆိုတော့ तू ဘလို့မှမနိုင်မနိုင်ဒီအခြေအနေကိုမနိုင်လမ်းမြောက်အရှုံးပေးလိုက်ရတဲ့အခြေအနေတခုမှမတက်တာလို့ပေါ့နော်ဘလို့မှမနိုင်လို့ तू လမ်းမြောက်အရှုံးပေးလိုက်ရတယ်အဲ့လိုပုံစံမျိုးတော့မြင်တယ်ပြီးတော့ तू ဒီအခုချိန်မှာ ။ဥရပြောချင်တာအရန်အထီးကျန်စံနေတယ်လို့မြင်နေပေါ့နော်။ခန်းစားချက်အရာဆိုရင်။ဖိုင်မန်းနေရဲ့ဖူးစာဘက်ကလက်ရှိမှာအရန်အထီးကျန်စံနေတယ်။အဲ့တော့ခုနကသူလုံးဝဆုံးရှုံးလိုက်ရတဲ့ close ဖြစ်သွားတဲ့လမ်းကြောင်းအတွက်အခြေအနေအတွက်သူအခုဘာလုပ်နေလဲဆိုတော့တဲ့နော်။အနီးနားမဟုတ်ဘူးနော်ရက်အဝေးပေါ့နော်အဝေးတနေရာတို့အကယ်၍သူ့မှာအတိမိတ်ဆွေအဝေးကအတိမိတ်ဆွေတွေရှိတယ်တို့ ။ဥမာလုပ်ငန်းတွဲဖို့တွဲဖက်ကလည်းအဝေးကလူတွေတို့သို့မဟုတ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျောင်းတက်ဖို့တက်ဖက်တွေကလည်းအဝေးကလူတွေတို့ဆိုအဲ့ရဝေးကိုသူလှမ်းပြီးအကူအညီတောင်းနေရမျိုးတွေ့ရတယ်။သိလား။အဲ့တော့ရဝေးနဲ့ချိတ်ဆက်ဖို့အတွက်သူစူးစမ်းနေတယ်။အဲ့နောက်ကိုသူအသေးအတန်ပြေးလိုက်နေတာပေါ့နော်။လက်ရှိမှာပါလဲဆိုတော့သူအခုလက်ရှိသူ့လက်ထဲမှာသူစူးစမ်းနေတဲ့ပိုင်ဆိုင်မှုတစ်ခုကဆုံးသက်သွားတဲ့အခါကျတော့သူ့ဝင်နဲ့သူမဖြစ်နိုင်တော့ အဲသူသူ့ဝင်နဲ့သူသူပြန်လုံမယ်ဆိုရင်တော့သူကိုအားကိုကိုပြီးပြန်ဆမယ်ဆိုရင်တော့သူကအဝေးတနေရာကိုလှမ်းပြီးတော့အကူညီတောင်းနေရတဲ့အနေအထားမျိုးရှိတယ်။ဘာဖြစ်လို့များရီတာပြောစတာအဝေးတနေရာကိုလှမ်းအကူညီတောင်းရလဲဆိုရင်ယခုလရှိ သူ့ဘေးနားပပတ်လေမှာရှိတဲ့လူတွေဘေးနားမှာကပ်နေတဲ့ပတ်ဝန်းကျင်ကြတော့သူ့ကိုမကူညီနိုင်ဘူးတဲ့။သူသူ့လက်ရှိဖြစ်နေတဲ့အခက်အခဲတွေပေါ့နော်။အနားမှာ ပတ်ဝန်းကျင်တစ်ခုရှိတယ် community တစ်ခုတော့ရှိတယ်ဒါမှမဟုတ်အဲ့ community တီသူစီကပဲလက်ဝါးဖြန့်တောင်းတဲ့ community ဖြစ်မယ်နော်အဲ့တော့လက်ရှိဖိုင်ဝန်းနေရပူဇော်ပတ်ပတ်ဆန်ဆိုလို့ရှိရင်လဲသူ့ဘေးနားမှာရှိတဲ့သူတွေကသူစီရတော့မှပြန်တောင်းနေရတဲ့သူမျိုးတွေနော်ပညာရေးနဲ့ပတ်သက်ပြီးတော့စူးစားတဲ့သူဆိုလို့ရှိရင်လဲဘေးနားမှာကတ်နေတဲ့သူတွေကသူကတော့ပြန်ရှင်းပြပြီးပြန်ပြီးတော့တင်ပြရမယ်လူတွေကြီးပဲ သူရှိရယူမဲ့သူတွေကြီးပဲပေါ့နော်။သူအားကိုရမဲ့သူမရှိဘူး။အဲ့တော့လက်ရှိမှာ independent ဖြစ်တဲ့တတ်ရှိဆိုလို့ရှိရင် သူပဲရှိဒီပတ်ဝန်းကျင်မှာเนาะမိခိုမှုမရှိဘဲနဲ့မမမမရက်တည်နိုင်တဲ့သူကသူပဲအဲ့တော့သူ့ရဲ့အခက်ခဲကိုသူသားလင်းဖြေရှင်းရမှာဒါကြောင့်မလို့သူဒီနည်းနည်းတော့လို့ပြောမလဲဆိုခေါင်းချောက်တယ်စိတ်ရမ်းပင်ပန်းနေเนาะ ဒီဟာကိုတစ်ကနေပြန်ဆားရမယ့်ကိစ္စတစ်ခုအတွက်လဲလုံနိုင်ပါမလားဆိုတဲ့တန်တရားတွေစိတ်မွန်းချက်မှုတွေ ਨੇ အဲ့ချိန်စားချိန်မမှန်တာမျိုးလေးတွေရှိနေတယ်။လက်ရှိရှိနေတဲ့အနေအထားကတော့ဘလို့မှသူမနိုင်ဘူးမနိုင်တဲ့အတွက်ကြောင့်သူဒီဘလို့ပြောမလဲ။ဟွာဖြစ်သွားတာပေါ့နော်။လက်မြောက်အရှုံးပေးလိုက်ရတယ်ပေါ့နော်။အရှုံးပေးလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။ ဆိုတော့သူအသေးအတန်တစ်ခုခုစူးစမ်းနေတယ်အဲ့စူးစမ်းမှုကတော့အဝေးတနေရာကိုပေါ့နော်လှမ်းပြီးတော့အကူညီတောင်းဖို့စူးစမ်းနေရမျိုးတွေ့ရတယ်နော်အဲ့လိုမျိုးတွေ့ရတယ်နောက်တစ်ခုဒီမှာဗာမြင်သိလဲဆိုလို့ရှင်သူကပေါ့နော်အဲ့လိုမျိုးပူလောင်နေတယ်ဆိုတာက စိတ်ကိုအေးချအောင်မနေတတ်လို့သူ့ရဲ့ life ကိုသူအေးချအောင်မနေတတ်လို့အဲ့လိုဖြစ်တဲ့လူမျိုးလို့တော့မပြထားဘူးသူသည် မိမိစိတ်ကိုအေးချမ်းအောင်ထားတဲ့နေရာမှာတော့အစွမ်းအစရှိတဲ့သူမျိုးဖြစ်တယ်။ဒါပေမဲ့သူမကောင်းတဲ့အချက်ကရိတာပြောရင်သူအပေါင်းအသင်းမကောင်းမှုလို့ရတာတွေ့ရတယ်။နော်။မကောင်းတဲ့အပေါင်းအသင်းတွေပေါ်မှာမိခိုမှု sorry တာယာမှုရှိနေတယ်ပေါ့နော်။ယုံကြည်မှုတွေတာယာမှုတွေလွဲမှားနေတဲ့အတွက်ကြောင့်သူမဆုံးရှုံးတဲ့မယ်ဆုံးရှုံးရတာ ညိုးရှိတယ်เนาะအဲ့ဒါမျိုးတွေရှိနေတယ်ဒါမျိုးလေးတွေ့ရပါတယ်ဒါဆိုရင်ဒါကဖိုင်ဝမ်လေးတွေရဲ့ပူစာရှင်အခြေအနေဖြစ်ပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ထူးလေးတွေဖိုင်ထူးလေးတွေရဲ့ပူစာရှင်ခုခံတော့ 701s. Pine tool later, yeah. Who's that အဲ့တော့ဖိုင်ထူးလေးတွေရဖူးစာရှင်ရလဲလीလက်ရှိမှာပေါ့နော်စိတ်လဲရှုပ်တယ်လူလဲရှုပ်နေတယ်အနေထားမျိုးရှိတယ်လူလဲရှုပ်တယ်ဆိုတာဘာလဲဆိုလို့ရှင်သူကပေါ့နော်သူ့ဘဝရဲ့အရေးကြီးတဲ့ကိစ္စတွေအနာဂတ်ပေါ့နော်ဒီအနည်းဆုံးအနာဂတ်ဖြစ်စီဟိုးအဝေးအနာဂတ်အထိလဲပေါ့နော် သူတွေးနေတယ်သူနံပါတ်1သူ့အတွေးထဲမှာသူအလုံးရှုပ်နေတဲ့အချိန်ဖြစ်တယ်အဲ့လုံးရှုပ်နေရပါလဲဆိုတော့လက်ရှိ သူရဲ့အနည်းဆုံးအနာဂတ်ဖြစ်တဲ့နေရဖြူချရောဟိုး long term ရောအဲ့ဒီပေါ့နော်နေရဖြူချ plan ရော long term plan ရောနှစ်ခုလုံးကိုတပြိုင်တည်းရေးဆွဲထားတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအလုံရှုံနေတဲ့ပုံစံမျိုးတွေ့ရတယ်။ဒါမဲ့သူဒီအဲ့လိုအလုံရှုံနေတာကိုတစ်ချက်မှမငင်းညူပေါ့နော်။ပင်မန်းတယ်လို့စိတ်မရှိတဲ့ပင်မန်းတဲ့စိတ်နဲ့ငင်းညူမနေတဲ့အခြေအနေမျိုးတွေ့ရတယ်။နော်။နောက်တစ်ခုကပါလဲဆိုတော့သူဒီလက်ရှိသူလှုပ်ချင်နေတဲ့အရာတွေမှဘလို့ဖြစ်နေလဲဆိုလို့ရှိရင် အခက်ခဲအတားအဆီးများနေတယ်ပေါ့နော်လူတွေကသူ့ကိုလိုက်ပြီးတော့ပြိုင်ဆိုင်တာတွေလူတွေကသူ့သွားမဲ့လမ်းကြောင်းမှာကန့်လန့်ခံနေတာတွေသူ့လုံးနေမဲ့သူ့လုံးမဲ့ကိစ္စတွေကိုပေါ့နော်မအောင်မြင်အောင်လို့အမ်ဓာတ်ရိုက်နီးနေဖြစ်စီတွယ်ဝိုက်နီးနေဖြစ်စီသူ့ကိုတားဆီးဖို့ကြိုးစားနေကြတယ်နော်အဲ့လိုအခြေအနေမျိုးတွေမှာ သူကတစ်ချက်မှနောက်မတွန့်မနဲ့နောက်ကိုပြန်မလှည့်ပဲနဲ့ရှေ့သို့သာ ခြိတက်ပြီးတော့စူးစမ်းနေရမျိုးတွေ့ရတယ်။ဒါကောင်းတဲ့ချက်ပေါ့နော်။တချို့သောကိစ္စတွေမှာဆိုရင် သူကပေါ့နော်။အာစိတ်မွန်းချက်မှုတွေရှိနေတယ်။ဘလုံးမွန်းချက်မှုလဲဆိုလို့ရှိရင်သူဒီအာအခုပေါ့နော်။အခုအခုသူပေါ့နော်။အခုရှိနေတဲ့နောင်ပေါ့အခုအချိန်နေထက်ရှေ့မှာအများကြီးအများကြီး ပိုကောင်းလာအောင်မှာလို့လေသူ့ကိုသူတည်တယ်နော် အဲ့တော့ပတ်ဝန်းကျင်မှာဘယ်လိုလူတွေရှိနေလဲဆိုတော့အဲ့လိုမျိုးကောင်းလာမဲ့အခြေအနေကိုမလိုလားတဲ့သူတွေရှိနေတယ်အဲ့မလိုလားတဲ့သူတွေကစကလုံးအားဖြင့်ဖြစ်စီနှုတ်အားဖြင့်ဖြစ်စီပေါ့နော်ကိုအားဖြင့်ဖြစ်စီသူတို့ကလည်းကိုစွမ်းညံစွမ်းရှိသမျှသူ့ကိုလိုက်လံတားဆီးနေတဲ့အတွက်ကြောင့်မလို့အချို့ကိစ္စတွေမှာဒေါသကိုရှေ့ထားပြီးတော့ဝုန်းတိုင်းတိုင်းနဲ့ ဖြည့်ရှင်းလိုက်ခြင်းပဲမယ်လို့ဖြည့်ရှင်းလို့မရဘူးเนาะအတင်းအောင်ဤထားရတဲ့အတွက်ဒေါသတွေအလိတ်လိုက်လိတ်လိုက်ထွက်နေတယ်လို့လည်းမြင်တယ်เนาะအချို့လူတွေကဆိုလို့ရှိရင်သူ့ကိုအရန်ကြောကြတယ်ပေါ့เนาะအဲ့လိုမျိုးသူ့ရဲ့ဒေါသတွေကိုအောင်ဤထားဘာလို့ဆိုသူဒီသူလိုချင်တဲ့အောင်မြင်မှုတစ်ခုသူ့ရဲ့အောင်မြင်မှုကလည်းကြီးတယ်လို့မြင်ရတယ်เนาะအဲ့တော့ဖိုင်ဝမ်လေးတွေရဲ့ပူဇာရှင်ကလက်ရှိမှာသူ အနာဂတ်ဖလန်လေးချမှတ်ထားတယ်။သူချမှတ်ထားတဲ့အောင်မြင်မှုကလည်းကြီးရယ်။တည်တည်လေးမဟုတ်ဘူး။နော်။တည်တည်လေးမဟုတ်ဘူး။အော် future ဆက်ဆက်ကလည်းကြီးရယ်။အဲ့လိုကြီးတဲ့အတွက်ကြောင့်သူဟာအချိန်ယူပြီးတော့ဒါကိုစူးစမ်းနေတဲ့အနေအထားတစ်ခုမှရှိတယ်။နော်။အဲ့လိုမျိုးလေးတွေ့ရတယ်။ဆိုတော့လူတယောက်ကအနာဂတ်အတွက် ။ရန်ကြီးကြိုးစားနေရတဲ့အခါမှာသူရန်ရုံးကန်နေရတယ်။ရုံးကန်နေရတယ်။ဘောနော်အဲ့ဒီအဲ့ဒီသူကြိုးစားနေတဲ့အောင်မြင်မှုဆိုတာတချို့သောလူတွေအတွက်ဆိုရင်အိမ်မက်ပဲမတ်လို့ရတဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်လို့ဒီမှာပြထားတယ်ပေါ့နော်။ဖိုင်ဝမ်းလေးတွေရဲ့ဥစားချက်အခုချိန်မှာသူ့ရဲ့အုံနောက်ထဲမှာ ူဖြစ်ချင်တဲ့သူ့ရဲ့အောင်မြင်မှုတွေရှိလိမ့်မယ်အဲ့ဒီအောင်မြင်မှုတွေကတကယ်တော့သူပဲလုံနိုင်မှာတခြားသူတုံတောင်သူတွေပေါ့နော်မလုံနိုင်ဘူးသူ့လောက်အရေးချင်းမရှိဘူးသူ့ရဲ့ခန္ဓာကိုယ်တွင်းထဲမှာသူ့ရဲ့အုံနောက်ထဲမှာအရေးချင်းတွေအများကြီးရှိအဲ့ရှိနေတဲ့အရေးချင်းကသူပဲလုံနိုင်မှာပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အော်သူပဲလုံနိုင်မဲ့ကိစ္စကိုသူကိုယ်တိုင်ကသူ့ကိုယ်သူပေါ့နော်သူ့ကိုယ်သူတန်လိုက်ထန်ချပြီးတော့ ငါလုံးနိုင်ရမယ်ဆိုရင်စိတ်နဲ့ဆက်သွားမှာเนาะဆက်သွားမှာကျပုံစံမျိုးတွေ့ရတယ်ဘာလို့ဆိုတော့ तू တစ်ချိန်မှာ तू လက်မထောင်ချင်တာပေါ့เนาะ तू အုံနောက်ထဲမှာလို့အကြံစီအញ្ញန်းကြီးနေတယ်ဆိုတာမျိုးတွေ့ရတယ်လက်ရှိမှာလည်း तू ဒီစိတ်ရှိရှိနဲ့ဒီ future plan နဲ့ပတ်သက်ပြီးတော့ဒီလန်းနေရှာဖွေနေတယ်ဒီလန်းအသွားရင်ကောင်းမလားဟိုလန်းအသွားရင်ကောင်းမလားဆိုပြီးတော့เนาะဘယ်လောက်ပဲ အညွတ်မတက်နဲ့တက်လာရင်ညှက်ချလိုက်မယ်ဆိုရဲလူတွေရဲ့ကြားထဲမှာမကြောက်မညွတ်နဲ့အညွတ်ကိုဝေဝေဆာဆာနဲ့ပေါ့နော်လှလှပပနဲ့အညွတ်တလူလူတက်နေတဲ့သူတယောက်ဖြစ်တယ်ဆိုတာမျိုးမြင်ရတယ်နော်နောက်တစ်ခုကပါလဲဆိုတော့ဖိုင်နူးလေးတွေရဲ့တစ်ဖက်လူကတဲ့ဒီမှာအာ ဆုံးဖြတ်ချက်တချို့လည်းမှားနေတယ်ပေါ့နော်။သူမှားရင်းနဲ့လလုတ်ရက်ကလေးတွေရှိနေတယ်။ဘာလို့လဲဆိုတော့သူကသူ့ရဲ့ future plan အတွက်ဆိုတချို့လူတွေကိုအဲ့ဒီအောင်မြင်မှုကိုလိုချင်တယ်ဆိုအနာဂတ်တီခေါ်လို့မရဘူး။ထားခဲ့ရမယ်ပေါ့။ထားခဲ့ရမယ်ကိစ္စတွေတွေရှိတယ်။မထားခဲ့လို့မရဘူးအဲဒီလိုလူတွေကိုမထားခဲ့ဘူးဆိုလို့ရှင်အနာဂတ်မှာသူလိုချင်တဲ့အောင်မြင်မှုတွေရလာဖို့ဆိုတာမလွယ်ဘူး အဲ့ဒါကို तू ကမထားခဲ့နိုင်တဲ့အတွက်ကြောင့်မလို့သူ့ကိုအမြဲတမ်းတိုက်ခိုက်တာတွေကြုံနေရတယ်နော်ဒါဟာသူ့အတွက်အနှောက်အယှက်ဖြစ်နေတယ်ဆိုတာကို तू သိရတဲ့အဲ့လိုတွေစိတ်ဓာတ်မပြတ်သားတဲ့အတွက်ကြောင့်မလို့လုံနေတဲ့လောက်ရက်တွေကလိုအပ်တာထပ်ပို့ပြီးတော့အချိန်ယူနေရတဲ့အနေထားမျိုးမှာရှိတယ်။အချိန်ယူနေရတဲ့အနေထားမျိုးမှာရှိတယ်။အခုလည်းသူ့ရဲ့ future plan တွေကအချိန်မရသေးဘူးပေါ့နော်။အချိန်ယူနေတယ်ဆိုတော့အချိန်မရသေးဘူး။ လင်းမြန်တစည်းကောင်းရင်မပြန်တတ်တော့မှလို့ပဲဆက်ကတော့မောင်းထားပြီဒါပေမဲ့ပြန်မတတ်သေးဘူးအချိန်ယူနေရတော့ရှိသေးတယ်ပြေးလန်းဖို့တော့မတွတ်တွတ်လေးမပြေးရသေးဘူးဘာလဲဆိုအဲ့တော့မလိုအပ်ဖဲနဲ့တချို့တော့လောင်ကျိုးတွေကို မဖယ်ထုတ်ပဲနဲ့ညှိတွေ့ထားတဲ့အတွက်ကြောင့်မလိုလို့တွေးရတယ်အဲ့တော့ပညာရေးသမားဆိုလဲလက်ရှိမှာနေမိတ်ညမိတ်ပေါ့နော်အရန်စူးစမ်းနေရဲဆွဲပုံစံမျိုးတွေးရတယ် ူစ조사မဲ့နေရအရာတွေသူလိလာမဲ့အရာတွေကလည်းအရန်များနေတယ်အဲ့တော့စီလုပ်ငန်းစည်းဝါးနဲ့ဖြစ်စီငွေကြေးကြောင့်ဖြစ်စီပညာရေးကြောင့်ဖြစ်စီတစ်ဖက်လူတော်အား조사နေတယ်အဲ့သူ조사နေတဲ့အရာတွေကလည်းအရန်ကိုသူ့အတွက်ပြောမလဲအချိန်တိုင်းပေါ့နော်အုံနောက်ကိုလှုပ်လှုပ်နေရတယ်အချိန်တိုင်းရှာဖွေနေရတယ်ဒီကိုသူဖြစ်ချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့အချိန်တိုင်းအချက်လက်တွေ ရှာဖွေစုဆောင်နေရတယ်ပေါ့နော်အဲ့တော့ရေရှည်မှာအနာဂတ်မှာသူဖြစ်ရှင်တဲ့ရည်ရွယ်ချက်တွေဖြစ်လာဖို့အတွက်အဲ့တော့မှားနေရလေးတွေလည်းသူလုံးနေတယ်မှားနေရဆိုခုနကပြောဆိုထားခဲ့တဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုတန်းစံမဖြတ်နိုင်ဘူးဒါကြောင့်မို့လို့လည်းသူစူးစမ်းတဲ့အချိန်မှာဓာရီကလာပြီးတော့အုံနောက်ထဲမှာအနောက်ရှက်ဖြစ်နေဆိုတာမျိုးတွေ့ရပါတယ်ဒါဆိုလို့ရှိရင်တော့ကဖိုင်ထူးလေးတွေအတွက် reading ဖြစ်ပါတယ်အဲ့တော့ဒါလေးက fine 3အတွက်ဖြစ်ပါတယ် pine tree to a ိုင်သရီရဲ့ပူဇာဘကပေါ့နော်လက်ရှိမှာတော်တော်လေးအောင်မြင်နေတဲ့သူတယောက်ဖြစ်မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကြိုးစားတယ်ဆိုလို့ရှိရင်လည်းပညာရက်နယ်ပယ်မှာအဆင့်နေတော်တော်များများရပြီးတော့ပေါ့နော်အဲ့လိုပျော်ရွှင်နေတဲ့လူတယောက်ဖြစ်လိမ့်မယ်နော်ဟိုမှာပတ်ဝန်းကျင်ကလည်းသူ့ကိုပေါ့နော်အရန်တော်တယ်အဆိုပြီးတော့ပေါ့နော်စီးပွားရေးနဲ့ဆိုလို့အဲ့လိုပဲပေါ့အရန်တော်တယ်အရန်ညံကောင်းတာပဲအရန်ထက်မြတ်တာပဲအရန်လုံနိုင်တာပဲဆိုပြီးတော့ ပတ်ဝန်းကျင်ကချီးကျူးတာပေါ့နော်အဲ့လိုချီးကျူးတာကိုခံနေရတဲ့သူမျိုးလည်းဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုရင် နောက်ကပါလဲဆိုလို့ချင်းလက်ရှိမှာပေါ့နော်တစ်ဖက်လူကစီဝိုင်းဆိုလို့ရှင်လဲစီဝိုင်းတစ်ခုထပ်ပို့ပြီးတော့ပေါ့နော်တစ်ခုကြီးတစ်ခုစူးစမ်းပြီးတော့ချဲ့ထွင်နေတဲ့ဟိုအခြေအနေမျိုးရှိရဆိုတာမျိုးတွေ့ရတယ်ငွေကြီးလည်းတော်တော်လေးစုဆောင်းမိနေတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းအရန်ကြီးပူပန်စရာမလိုတဲ့အခြေအနေမျိုးလေးမှာလည်းရှိနေလို့ပေါ့နော်ဒါမှမဟုတ်သူကအာဖိုင်3ရဲ့တစ်ဖက်လူကကြတော့နည်းနည်းလေးလောဘကြီးနေတဲ့ပုံစံမျိုးလေးရှိရဆိုတာမျိုးတွေ့ရတယ် သူလိုချင်တဲ့အနေအထားတစ်ခုမရောက်သေးတဲ့အတွက်ပေါ့နော်။အရန်ကိုရုံးကန်စူးစမ်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။ဒါပေမဲ့ तू ကအခုချိန်မှာပေါ့နော်။သူ့ရဲ့မိသားစုကိုအများကြီးကာကွယ်စောင့်ရှောက်ပေးနေတယ်။ငွေကြေးဆိုလို့ရှင်လည်းငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့အရန်ကိုထောက်ပံ့ပေးနေတယ်ပေါ့နော်။သူ့အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့မိသားစုနဲ့အချိန်တွေကုံဆုံးနေတတ်တယ်ဆိုတာမျိုးတွေ့ရတယ်။ อืมသူအတွက်အခုချိန်မှာဘာရှိနေလဲဆိုတော့ဘီနာမှာသူဆန္ဒရှိရာသူလုံးချင်တဲ့အရာအတွက်မကောင်းတဲ့အပေါင်းသိနေတော့ရှိနေတယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူတွေကဝိုင်းပြီးတော့လုံးချင်တဲ့အရာအတွက်ပေါ့နော်။သူတို့ပေါ့နော်အဲ့လိုမျိုးဝင်ပြီးတော့အကြံပေးတယ်။ နော်ဝင်ပြီးဆောင်ရွက်ပေးတယ်ဆိုတာကဒီဖိုင်တရီရဲ့တစ်ဖက်လို့အတွက်အထောက်အကူမဖြစ်ဘဲနဲ့အနှောက်ယှက်ပို့ပြီးဖြစ်စေတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ find the ria တဖက်လူကအခုချိန်မှာနည်းနည်းလေးရံများတာမျိုးလို့ပြောရံများတဲ့ဆိုတဲ့နေရာမှာလူဆိုးတွေလိုမျိုးပေါ့နော်ချိန်ပြီးတော့ထိုးကြတယ်ဘာညာအဲ့လိုမျိုးဖြစ်တာမျိုးတော့မဟုတ်ဘူးဆိုလိုတာကဘယ်လိုလဲဆိုတော့ find one ရဲ့တဖက်လူကကိုယ့်ရဲ့စိတ်ထဲမှာဖြစ်စီပေါ့နော်ကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီးတော့ plan ချလိုက်တယ် အစီစဉ်ဆွဲလိုက်တယ်အဲ့လိုအစီစဉ်ဆွဲလိုက်တယ်ဆိုရင်ဒါဝူတိတဲ့အခါကျတော့တချို့လူတွေကမအောင်မြင်စေချင်ဘူး find 3ရတစ်ဖက်လူကိုလေသူ့ကိုမအောင်မြင်စေချင်ဘူးမအောင်မြင်စေချင်တဲ့အတော့သူ့စိတ်ထဲမှာရှိတဲ့အကြံစီကိုအာယုံတွေလွဲမှားအောင်လို့အတွေးခေါ်တွေမှားအောင်လို့ပေါ့နော် psycho ဖောက်တာပေါ့ psycho ဖောက်တယ်ပေါ့နော်အဲ့လိုမျိုးလိုက်ပြောတယ်လိုက်ပြောတာမျိုးရှိရပေါ့နော် နောက်တစ်ခုက find the real တစ်ဖက်လို့ပါလက်ရှိမှာမပျော်တဲ့အချက်တစ်ခုရှိတယ်။သူဘာလို့မပျော်တဲ့အချက်တစ်ခုရှိလဲဆိုတော့သူနဲ့တခြားလူနဲ့ကြားထဲမှာပေါ့နော်။ဂုံချောစကားတွေ၊ဂုံတိုက်စကားတွေပြောနေတဲ့ပတ်ဝန်းကျင်တစ်ခုရှိတယ်။နော်သူဘလောက်ပဲပေါ့နော်ယုံကြည်ပေးပေးသူ့ပေါ်မှာမယုံကြည်တဲ့ပတ်ဝန်းကျင်တစ်ခုပေါ့နော်။အဲ့လိုမျိုးရှိနေတယ်။အနီးကသွေးထိုးတာပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့သူ့ကို ်စိတ်ကတိကအောင်ဖြစ်နေဖြစ်အောင်လုပ်တဲ့ပတ်ဝန်းကျင်တစ်ခုမှာနေထိုင်နေရတယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့တော့ find the real တဖက်လူကအခုချိန်မှာဆိုရင်တချို့ကကြတော့တရိษံလေးတွေအရန်ချစ်တတ်တယ်ပေါ့နော်အဲ့တော့တရိษံလေးတွေ ਨੇ အချိန်ကုန်နေတာမျိုးတွေ့ရတယ်နောက်တစ်ခါဒီမှာခန်းထားတဲ့အစာအုပ်တစ်ခုပါတဲ့အတွက်ကြောင့်မလို့တချို့ဆိုလို့ရှိရင်အိမ်ချမ်းမြေစသဖြင့်ပေါ့နော်အဲ့လိုကိစ္စတွေ ਨੇ ပတ်သက်ပြီးတော့ တီဆောက်နေတာမျိုးเนาะဒီကိုယ့်ရဲ့အိမ်နဲ့ပတ်သက်ပြီးတော့ decoration လုပ်တာပေါ့เนาะအလှဆင်တာစသဖြင့်ဒီလိုမျိုးလေးလှလှပပပေါ့เนาะအဲလှပတဲ့အိမ်လေးတလုံးရလာဖို့အတွက်စူးစမ်းပြီးမှုံးချဲ့နေတယ်အဲ့လိုပုံစံမျိုးလေးတွေ့ရပါတယ်အဲ့လိုမျိုးလေးတွေ့ရပါတယ် ဒါဆိုရင်ဒါက find the read လေးတွေရဲ့ reading ဖြစ်ပါတယ်အဲ့တော့ find တော့လောရဲ့အဖြစ်ကိုဖတ်ပေးပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမကျန်တဲ့ပြေဆုံးကြပါစေ next reading မှာပြန်လည်ဆုံတွေ့ကြမယ်နော်